ိကတော့ဟိုကျွန်တော်တို့ကအဲဒီဇိုင်းနေအောင်ပေါင်းဖက်တဲ့နေရာမှာအဓိကတူးမြတ်တာတူးမှရှိဖို့လိုပါတယ်အဲတူးမြတ်တာတူးမှရှိရဲဆိုတဲ့ကတဲ့ကူကအဲ့ဒီမြတ်တာကိုအခြေခံရင်အရာတိုင်းကငြိမ်းချမ်းပါတယ်ပြီးတော့တယောက်ရဲ့လူဟိုလူအချက်လေးတွေကိုတယောက်ကဖြည့်ဆည်းပြီးတော့ဒါဘဝကိုလက်တွဲသွားခဲ့မယ်ဆိုရင်တော့ဒါအေဂျင့်နဲ့အဲအင်တာတစ်ခုဖြစ်မှာပါ ူနေရာနဲ့သူပေါ့အားလုံးအဆင်ပြေအောင်နေအဆင်ပြေပါတယ်အမတိတ်တော့မပြောတော့ဟုတ်ကဲ့ကိုကကိုတက်ဘလုံးခင်မုံမျိုးဖြစ်မလားအကိုကခင်မုံခင်မုံကောင်းပေါ့ဟုတ်ဝန်တော်ပါလေဒါအချိန်တန်ရရောက်တော့အိမ်တော်ပြုဟိုဆိုရခန္ဓာကလည်းကျွန်တော်ဖြတ်တန်းကြရတာပဲလေ တော့တယောက်နဲ့တယောက်လည်းမေတ္တာရှေ့ထားပြီးတော့ဦးအောင်မင်းအောင်ပေါင်းနိုင်ပါစေလို့လည်းဆုတောင်းပေးပါတယ်ဟုတ်ကဲ့ပါလေပါရှင်ဟုတ်ဦးအောင်မင်းအောင်ပေါင်းပါစေလို့ဆုတောင်းပေးပါတယ်အဓိကတော့ဟိုကျွန်တော်တို့ကအဲဒီဇိုင်းတယောက်ပေါင်းဖက်တဲ့နေရာမှာအဓိကတူးမေတ္တာတူးမှရှိဖို့လိုပါတယ်အဲတူးမေတ္တာတူးမှရှိရဲဆိုတဲ့ကတဲ့ကူကအဲ့ဒီမေတ္တာကိုအခြေခံရင်အရာတိုင်းကငြိမ်းချမ်းပါတယ်ပြီးတော့တယောက်ရဲ့လူဟိုလူအချက်လေးတွေကိုတယောက်ကဖြည့်ဆည်းပြီးတော့ဒါဘဝကိုလက်တွဲသွားခဲ့မယ်ဆိုရင်တော့ဒါအေဂျင့်နဲ့ အိမ်ကောင်တစ်ခုဖြစ်မှာပါဗျာတို့ဒီထိုင်ရမလဲဆိုအဖေတော့သူ့နေရာနဲ့သူ့ဘောအလုံးအဆင်ပြောင်းနေအဆင်ပြေပါတယ်အမတိတ်တော့ပြောတော့ဟုတ်ကဲ့အမြဲအေးရင်တော့မှာပါဗျာပြောလို့ဆိုရင်လိုလေးပဲ live ရနေတွေ့ဖို့ရှိရတာအဓိကပါလို့ပြောအဓိကအဲ့ဒါပါပဲတယောက်နဲ့တယောက်ကအဲတယောက်ရဲ့ဟို တဝက်ချက်လေးတွေကိုတယောက်ကအပြန်အလှန်ဖြည့်ဆည်းရင်းနဲ့ပဲဘဝနှစ်ခုပေါင်းဆက်ပြီးတိဆောက်သွားကြရမှာပါအဲလိုအပ်ချက်တွေကကိုယ်စီကိုယ်စီရှိနေကြတဲ့နေရာမှာသူ့လိုအပ်ချက်ကိုကိုကအဲအလိုမကျကိုယ့်လိုအပ်ချက်ကိုသူကအလိုမကျဖြစ်နေရင်တော့အဆင်ပြေဖို့လေအဲ့ဒါလေးကိုတော့ညှိနှိုင်းပြီးအိမ်တော်တိုင်းကတော့အဲ့လိုပဲတိဆောက်ကြရတာပါ မောအကိုတားထောက်မှာတာဖြစ်နေတယ်ဖြစ်ပါတယ်ခင်ဗျဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကတယောက်နဲ့တယောက်အများနဲ့အဲ့လိုမျိုးဖေးမကူညီပြီးတော့ပဲရှောက်လန်းနေကြတော့ပဲဟိုကတော့ဟုတ်ကဲ့အကိုကကိုတော်ဘလုံးခင်မုံမျိုးဖြစ်မလားအကိုကခင်မုံခင်မုံကောင်းပေါ့ဟုတ်ခင်မုံတော့ပေါ့ဟုတ်ကဲ့ပါအဲ့တော့ဒါမိသားစု live တွေရတယ်ဒါပဲတမီလေးလည်းတော်တော်လေးကြီးလာပြီเนาะဟုတ်တယ်ဟုတ်တယ်အဲ့တော့အသက်ဘယ်လောက်ရှိလဲ15ပေါ့15ပေါ့ ဝါသနာပါတယ်နေလဲတော်တော်များတယ်ပြောလို့ရဟုတ်တယ်သူကဒီဒီဟိုနုပညာဝါသနာပါတယ်အဲဂီတကိုပုံဝါသနာပါတယ်ဟုတ်ပါအဲ့ဒါအဓိကတော့သူတို့ကတော့သူကနေသူကိုပိုင်ထိမ့်သိမ့်မှုတွေရှိပါတယ်ကလေးတွေကအခြေခံကောင်းပါတယ် ကျွန်တော်တို့ငငယ်တုန်းကလူအဲဒူးစံဒုံးစီအများကြီးပြောစမ်းလို့သူတို့အုံတော့နဲ့သူတို့ဆုံးဖြတ်ပြီးတော့အဲသူတို့ဘာလို့သူတို့ control လုပ်ရတဲ့ခန္ဓာလေးတွေကလည်းဒီဘက်ခင်မှာအများကြီးရှိတယ်ဆိုတော့ဒါကျွန်တော်တို့လည်းအများကြီးသူတို့ထိန်းချုပ်စရာတော့မလိုပါဘူးအဲအဲ့အားလေးကတော့တော်တော်လေးအဆင်ပြေပါတယ်အမတော့အဓိကတော့ကိုယ်စိတ်တိုင်းကြတဲ့ဒါတပီးအဲလှုပ်ချင်တဲ့ဖြစ်ချင်တဲ့ပုံမှန်ယူတည်ပြီးတော့လိုင်ယွန်ကြီးတွေသာပဲမှသွားဖို့ပဲရှိပါတယ်ဟုတ်ဒီအရလုံးဝမေဘောကတော့မှမရှိပါအဓိက तू ကအရေးကြီးရလေ तू ရဲ့အဲ ဝါသနာသူ့ရဲ့ပေါ့နော်လုတ်ချင်တဲ့ဟာပဲအမားတို့ကလိုက်ပေးရမှာပေါ့ဟုတ်ဒီတားပညာရှင်ဖြစ်မလားမသိတော့ဘူးဒီတားနဲ့ပတ်သက်တော့တော့ဆက်အောင်အဲ့မော်ဒါကတော့သူဘယ်လိုဖြစ်လာမလဲဆိုတော့မသိသေးဘူးပေါ့လေအဲတော့သူအရန်စူးစမ်းရင်တော့ဖြစ်နိုင်ပါတယ်ဒီကတော့ကျွန်တော်တို့ဒီဇိမ်းမြောက်ပေါင်းဖက်တဲ့နေရာမှာခုနကျွန်တော်အစောရာပြောဆိုရဲမေတ္တာတရားအခြေခံရင်တော့အဆဆရာအီးချမ်းပါတယ်ရင်ဆိုင်လာမဲ့အခက်ခဲတွေအဲကြော်လောရမဲ့နေသားတွေအားလုံးကလည်းမေတ္တာပေါ်အခြေခံပြီးတော့ တူနဲ့တူဖေးပါပြီးသွားရင်တော့အားလုံးဆင်ပြေပါတယ်ခင်ဗျအေးချမ်းပါတယ်ဟုတ်ကဲ့အပရိသတ်ဒီအားလုံးလည်းကျမ်းမှချမ်းသာပါစေပြီးတော့အစိတ်ချမ်းသာခြင်းနဲ့လည်းပြည့်စုံပါစေလူဝင်ဆန္ဒလည်းတုံတော့ပြေပါစေခင်ဗျဘုရင်ထက်တူပါပဲဟုတ်ဟုတ်